Hello guys ဒီနေ့ကတော့ is ပြန်လာလားဆိုရင် pick up by video လေးကိုကြည့်သွားပေးမှာဖြစ်ပါတယ်။ဒါလေးကတော့ find one link အတွက်ပါ။ find two link အတွက် is ပြန်လာမှာဆိုတာလေးပြပေးပါ။ hydrating အတွက် is ပြန်လာမှာ surely Taiwan Pi 2 Pi 3တွေကိုကိုကစိတ်ထရနေပြီးတော့ကိုရွေးချင်တဲ့ gas တွေကိုအသက်ဝါဝါရှူပြီးတော့မှရွေးပေးလို့ရပါတယ်။ဘိုးရှင်လည်းပြီးရေးလေးခဏ pass လုပ်ထားပြီးတော့ရွေးပေးလို့ရပါတယ်။ ဝါလေးယူရဲ့ EH ကပြန်လာဖို့ရှိပါတယ်။ဒါပေမဲ့ EH ကိုသူ့ကိုပေါ့နော်အချိန်တစ်ခုပေးပြီးတော့စိတ်ရှိရှိထားပြီးတော့စောင့်ပေးဖို့လိုရယ်ပေါ့နော်။ဒီ EH ကိုသွားပြီးတော့အစာပြူပါပြီးပါပြီ။အဲ့လိုမျိုးလုံးဖို့မတင်သေးပါဘူး။ဒီသူ့ကိုစောင့်ရည်စင်အတော်အတွင်းမှာ healing လုပ်စီခြင်းနဲ့ကိုယ့်အသားကိုအချိန်ပေးပြီးတော့ စိတ်ချမ်းသာအောင်နေရမျိုးပေါ့နော်ဒီ self-love လုပ်ပေးရမယ်ပြီးလို့ရှိရင်အေးဆရာလာရင်သူနဲ့ပြဿနာတွေဖြစ်ခဲ့တဲ့အရာတွေကိုအဲ့လိုမျိုးပြန်မတွေးဘဲနဲ့သူနဲ့ပြန်ပြီးတော့ balance ဖြစ်အောင်လို့လုပ်ပါအဲ့ဆိုရင်ပြန်ပြီးတော့နှစ်ဦးသားညှိနှိုင်းပြီးတော့အပြန်အစဉ်ပြင်နိုင်လို့ရှိရင်စကားပြန်လာပါလိမ့်မယ်တလီယာကြတော့ ဖိုင်းကျူးလူရေးထားတဲ့လေးရဲ့အတွက်ပါဖိုင်းတူလေးရေးရေးကပြန်လာလိမ့်မယ်တကယ်လို့ဒီကိုဘက်ကနေသူနဲ့ပြန်ပြီးတော့အဆင်ပြေခြင်းနဲ့သူနဲ့ပြန်ပြီးအရင်တို့ပျော်ရွှင်ရှင်နဲ့ happy ဖြစ်ရှင်နဲ့ဆိုလို့ရှိရင်တော့ဆူတောင်းပေးရပါမယ်ဆူတောင်းပေးပါကိုဖရားရဲ့ဘာတွေမှာဆူတောင်းတာမျိုးပေါ့နော်ဖရားရှိကိုယ်တိုင်ဆူတောင်းတာမျိုးအမျိုးသူနဲ့ကိုရဲ့စိတ်ခံစားချက်ကိုသူနဲ့တွေ့လို့ရှိရင်ကိုရဲ့ စိတ်ခံစားချက်ကိုပြသပေးပါသူဘက်ကလည်းကိုကိုပြန်ပြီးလိုချင်နေကိုကလည်းသူနဲ့ပြန်ပြီးတော့အဆင်ပြေချင်နေအဲလိုဆိုလို့ရှိရင်နှစ်ယောက်လုံးရဲ့စိတ်သဘောထားတွေကတူညီလို့ရှိရင်မကြခင်မှာပြန်ပြီးတော့ပါစီရပါလိမ့်မယ်သူမြင်ပါတယ်ဒါလေးအကြောင်းရောဖိုင်ထရီလေးတွေအတွက်ပါဖိုင်ထရီလေးတွေရဲ့ ES ကကြတော့ဖိုင်ထရီလေးတွေဘက်က ES ကိုပြန်လာစီချင်လို့ရှိရင် ES ကို သွားပြီးတော့มาဆက်တယ်ရပါလိမ့်မယ်အဲ့လိုမျိုးသူ့ကို pressure ပေးပဲနေပေါ့နော်ညူညံ့ညံ့နဲ့ပြန်ပြီးတော့အရင်ကအချစ်တွေခံစားချက်တွေပြန်လဲပြီးတော့ပေါ်ပေါက်လာအောင်လို့ ES ကိုစိတ်အေးအေးနဲ့စားတော့ပူပါတို့အဆက်အသွယ်လုပ်တာတို့ပြုလုပ်ရပါလိမ့်မယ်အဲဒီကတ်စလီကြာရေးသူလေးကဒီစတမအာယုံ ကောင်းတာလေးတွေ့ရတယ်။ဘယ်မျိုးကိုယ့်ရဲ့အလိုလိုတိစိတ်ကနေပြီးတော့မှကြိုတင်ခန့်စားမိရရှိနိုင်မယ်။အဲ့လိုဒီရဲ့ပြောစကားကိုနားထောင်ပေးပါ။ပြီးပါလို့ရှိရင် EES နဲ့အဆက်အသွယ်ရှိမှသာ EES ကနေပြီးတော့ကိုယ့်စီပြန်လာဖို့အခွင့်အရေးပူများပါနိုင်မယ်။ အဲဆိုရင်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရှင်ရင်နောက်ကဗီဒီယိုလေးတင်ပြရမယ်ပြောသွားခဲ့ပါเนาะကျေးဇူးပါ